ဒီလိုသရဝါမျိုးတွေက AI ဖြစ်လို့မရှိဘူးလို့တင်တကယ်ပြောနိုင်လားအဲ့လိုသရဝါမျိုးတွေကတကယ်ရှိနိုင်ပါတယ်ချင်းကြီးဒီလိုသရဝါမျိုးတွေက AI ဖြစ်လို့ မရှိဘူးလို့တင်းတကယ်ပြောနိုင်လားအဲ့လိုတရားမျိုးတွေကတကယ်ရှိနိုင်ပါတယ်ကိုမတွေ့ဘူးလို့မရှိဘူးဆိုပြီးတော့ပြောလို့မရဘူးဗျဘာလို့လဲဆိုတော့လူတွေကကိုမျက်စိအောင်မှရောက်လာတော့ပဲမြင်တာကိုမမြင်ရတဲ့အရာတွေကအများကြီးပါပဲဘာပဲလို့ထူးဆန်းတဲ့တရားတွေကိုမမြင်ရတဲ့တရားတွေအများကြီးရှိတယ်လဲဆိုရင်ထူးဆန်းတဲ့ကံတွေလုံနေလို့ပဲဖြစ်ပါတယ်ကံတရားကြီးကစမ်းကြဲတဲ့အတွက်ကြောင့်စမ်းကြဲတဲ့တရားတွေရှိနေရတာပဲဖြစ်ပါတယ် သမုဒ္ဒရာထဲမှာရှိတဲ့မကြောက်ဘူးတဲ့သတ္တဝါတွေဆိုရင်အများကြီးရှိတယ်။ယူဇေယူဇနာယာနဲ့ချီပြီးတော့ရှိတဲ့တိမိငါတိမင်္ဂလာငါတိမိတိမင်္ဂလာငါတွေနောက်ပြီးတော့အတုရာနတ်တွေနဂါးတွေခန္ဓာပတွေနောက်ယူဇနာ100 200 300 400ရှိတဲ့အတ္တဘောကြီးတွေလောက်ရှိတဲ့သတ္တဝါတွေဟာသမုဒ္ဒရာထဲမှာအများကြီးပဲအဲ့ဒါဘုရားဟောပါဠိတော်မှာရှိပါတယ်။ကံတရားကြီးကစမ်းကြယ်လို့ စမ်းကြဲတဲ့တရားတွေရှိနေရတာပဲဖြစ်ပါတယ်။ဒီနေရာမှာဘယ်လိုစမ်းကြဲတဲ့ကံတွေပြုလုပ်လို့ဘယ်လိုစမ်းကြဲတဲ့တရားတွေဖြစ်နေရလဲဆိုတာဝိနည်းပိဋကတ်တော်မှာလာတဲ့အတိုင်းပြောပြချင်ပါတယ်။တခါကအရှင်မောကလန်နဲ့အရှင်လက္ခဏာနဲ့ရေစကုတ်တော်ဘုရားနေပြီးတော့ကြွလာတဲ့အခါမှာအရှင်မောကလန်ကရေစုပိတ္တာကြီးကိုမြင်ပြီးတော့ပြုံးတော်မူတယ်။အာအရှင်လက္ခဏာကဘာလို့ပြုံးတာလဲပေါ့မေးတော့မပြောပြဘူးတဲ့မြတ်စွာဘုရားအရှင်ရောက်မှပြောတဲ့အဲ့ဒီမေးခွန်းကိုမေးပေါ့ မဇ္ဈပြအရှင်တော်မောရောက်တော့အရှင်လက္ခဏာကအရှင်ဘောက်ကလန်ကိုမေးတယ်။ခုနကပြောခဲ့ခြင်းအကြောင်းကိုပြောပြပါတဲ့။အဲဒါဆိုရင်ပြောပြမယ်။ငါကဂေဇဂောတောင်ပေါ်ကနေရှင်းလာတော့ဒေဝဆကုနဲ့ဒေဝဆကုနဲ့ကြည့်လိုက်တဲ့အခါမှာအယောစုပိတ္တကြီးကိုတွေ့တာပေါ့နော်။အဲ့ဒီအယောစုပိတ္တကြီးကကြီးတွေကြီးတွေနော်။စွန်ရဲတွေကသူ့အနောက်ကတကောက်ကောက်လိုက်ပြီးတော့ထိုးဆိတ်နေတာတဲ့။အဲ့ဒီအယောစုပိတ္တကြီးကအားကိုရမရချပါနဲ့။အော်အမိအမေကဲပါယူပါဆိုပြီးတော့အော်နေစားတာတဲ့။ အဲ့လိုအယောစုပိတ္တကြီးကဒီလောကကြီးမှာတကယ်ရှိပါလားဒီလောကကြီးမှာဒီလိုသရဝါတွေဒီလိုပိတ္တတွေဒီလိုအတ္တဘောတွေရှိနေတဲ့သရဝါတွေလောကကြီးမှာရှိတာဗောအဲ့လိုမျိုးရှင်မောကလန်ကပြောတော့မောကလန်ပြောတာမှန်ပါတယ်အရင်တော့ကလည်းငါတွေးခဲ့တယ်အဲ့ဒီသရဝါတွေကိုဗောနော်မြတ်စွာဘုရားအရင်ဆုံးရှင်မောကလန်တက်ဆောပြီးတော့တွေးတာတွေးတယ်လို့ပြောတာသရဝါတွေမယုံပါဆောလို့မပြောမိတာပါတဲ့မြတ်စွာဘုရားကမယုံကြည်လို့ချင်းသရဝါတွေရဲ့အစီအပွားမဲ့ခြင်းကဖြစ်မှာဆောလို့မြတ်စွာဘုရားကမဟာကရုဏာတော်နဲ့ မပြောပဲနေတာနောက်ထပ်အရှင်မောကလန်ကအဲ့ဒီဂရုခုတ်တောင်းဘဲတော်ဟာတွေကိုထပ်တွေ့လဲဆိုရင်အတာတိပိတ်တာကိုတွေ့တယ်တဲ့အဲ့ဒီအတာတိပိတ်တာလဲခုနအယုစုပိတ်တာအတိုင်းပဲအော်နေစားတယ်မြတ်စွာဘုရားကအဲ့ဒီမှာအတိတ်ဆက်ကြောင်ကိုပြန်ပြောပြတယ်အဲ့ဒီအယုစုပိတ်တာနဲ့အတာတိပိတ်တာဟာတဲ့အရင်ကဒီရစချိုးမြို့မှာပဲနွားတတ်တမဖြစ်ခဲ့တယ်တဲ့အဲ့ဒါနွားတတ်တဲ့သူတွေတတိထားပါတော့နောက်ထပ်အရှင်မောကလန်ဘာထပ်တွေ့လဲဆိုရင် အသားတုံးပိတ်တာကြီးကိုတွေ့တယ်တဲ့ခုနဗီဒီယိုအတိုင်းလို့ပေါ့နော်အသားတုံးပိတ်တာကြီးတွေ့တော့မြတ်စွာဘုရားကအေးဟုတ်တယ်အဲ့ဒီအသားတုံးပိတ်တာကလည်းတစ်ချိန်ကဒီရာဇဂျုံမျိုးမှာပဲမှတ်မှုဆိုပြေးခဲ့တယ်တဲ့အမုတ်ဆိုတွေပေါ့နော်မုတ်ဆိုတွေရဲ့အာဟုတုကနောက်အရေးမရှိတဲ့ယောက်ျားကိုမြတ်စွာအရှင်မောကလန်ကတွေ့တယ်အယိုးတွေပဲပေါ့နော်အရေးမရှိဘူးအဲ့လိုယောက်ျားကိုတွေ့ခဲ့တယ်ယောက်ျားပိတ်တာကြီးပေါ့အဲ့ဒီယောက်ျားပိတ်တာကြီးက ။ဘာအကုသိုလ်ကံတွေပြုခဲ့လဲဆိုရင်တိုးတက်တာတွေ၊စိတ်တက်တာတွေ၊စိတ်တက်တာတွေအဲ့ဒီအမှုတွေကိုပြုခဲ့တဲ့အတွက်ကြောင့်ဒီလိုအရေးမရှိတဲ့ယောက်ျားဖြစ်ခဲ့တာပါတဲ့။နောက်တန်တဲ့အမွေပေါက်တဲ့ယောက်ျားကိုတွေ့တယ်။တန်တဲ့အမွေတွေကဒုက္ခနာကိုအပေါ်ကနေပြီးတော့ဖောက်ဖောက်ကြနေတာပေါ့နော်။အဲ့ဒီပိတ်တာကြီးတန်တဲ့အမွေပေါက်တဲ့ပိတ်တာကြီးကိုတွေ့တော့အဲ့ဒီတန်တဲ့အမွေပေါက်တဲ့ယောက်ျားပိတ်တာကြီးကလည်းရာဇဝင်မြို့မှာတစ်ချိန်ကဝတ်တတ်တမဖြစ်ခဲ့တယ်တဲ့။အဝတ်တတ်တဲ့သူတွေတတိထားပါ ောက်ပြီးတော့မြားအမွေးပေါက်တဲ့တရဝအိတ်တကြီးကိုတွေ့တယ်။အဲတရဝကတစ်ချိန်ကလက်မဆုံတဲ့အာနာတာဖြစ်ခဲ့တယ်။ဟောအရင်ကဆိုဘယင်တွေကလူတက်ခိုင်းလို့ဆိုရင်အဲ့ဒီအာနာတအာနာတာအာနာတာတွေကိုခိုင်းလိုက်ရှိတာပေါ့။တပ်ဖို့အတွက်အမိတ်ပြီးတဲ့သူတွေအဲ့လိုလူမျိုးတွေဟာမြားအမွေးပေါက်တဲ့ပိတ်တာကြီးဖြစ်တတ်တယ်။နောက်တစ်ခုကအအမွေးအအမွေးပေါက်တဲ့ပိတ်တာကြီးကိုတွေ့တယ်တဲ့။အဲ့ဒီအဲ့ဒီကလည်းခုနအတိုင်းပဲဗဇက်ကနေဝင်ရင်ကောင်းကနေပြန်ထွက် ရင်ကောင်းကနေဝင်ရင်ဘိုက်ကနေထွက်ဘိုက်ကနေဝင်ရင်ပေါင်းကနေထွက်ပေါင်းကနေဝင်ရင်ခြေတလုံးကနေထွက်အဲ့ဒီအမွေးကြီးတွေကအဲ့ပိဋ္ဌာကြီးကိုတွေ့ခဲ့တယ်တဲ့အဲ့ဒီပိဋ္ဌာကြီးကတရှင်ကဒီရာဇကျုပ်ပြမှာပဲကုန်းတိုက်တဲ့သူဖြစ်ခဲ့တယ်တဲ့အာသူတစ်ပါးတွေကိုမဟုတ်မမှန်ဆွဆွပြောဆိုပြီးတော့ကုန်းတိုက်တာပေါ့သူတစ်ပါးတွေအချင်းများအောင်ရံဖြစ်အောင်ကုန်းတိုက်ပြောဆိုတဲ့သူအဲ့ဒါတတိထားပါနောက်တစ်ခုကလင်ဥဥပမာနောက်ဥပမာနောက်ရှိတဲ့လင်ဥကြီးရှိတဲ့ ိတ်တာကြီးကိုတွေးခဲ့တယ်တဲ့လိန်ဝှေ့စီပေါ့နော်အဲ့ဝှေ့စီကဥပမာနောက်နောက်ရှိတယ်ရေဥပမာနောက်နောက်ရှိတယ်အဲ့ဒီဝှေ့စီဒီကိုသွားလို့ရှိရင်လည်းထိုင်သွားရတယ်ထိုင်လို့ရှိရင်လည်းအဲ့ဒီဝှေ့စီပေါ်မှာပဲထိုင်ရတယ်အဲ့ဒီပိတ်တာကြီးကိုတွေးခဲ့တယ်တဲ့အဲ့ဒီပိတ်တာကြီးကတခြင်းကဒီရစုံမျိုးမှာပဲကောက်ချစ်တဲ့ရာလူကြီးဖြစ်ခဲ့တယ်ကောက်ချစ်တဲ့တရားသူကြီးဖြစ်ခဲ့တယ်အဲ့ဒါတရားသူကြီးတွေတတိထားပါနော်နောက်တစ်ခုကမစင်တွင်းထဲမှာ ဥကောင်းနဲ့တကွာနင်းမြုပ်နေတဲ့သူကိုနင်းမြုပ်နေတဲ့ပိတ္တကြီးကိုတွေ့တယ်တဲ့အဲ့ဒီပိတ္တကြီးကတချင်ကအီယာကြိုမျိုးမှာသူတစ်ပါးသားမယားကိုလွန်ကျူးတဲ့သူလွန်ကျူးတဲ့အမှုကိုပြုခဲ့တဲ့သူဖြစ်ပါတယ်တဲ့အာသူတစ်ပါးသားမယားကိုအနိုင်ကျင့်တယ်စော်ကားနေတဲ့သူတွေတတိထားမှာပေါ့နော်နောက်တစ်ခုကမစင်တွင်းထဲမှာပဲဥကောင်းနဲ့တကွာနင်းမြုပ်ပြီးတော့အဲ့ဒီမစင်တွေကိုသူ့လက်နဲ့ပြန်ပြီးတော့ကော်စားနေတဲ့ပိတ္တကြီးကိုတွေ့ခဲ့တယ်တဲ့ အဲ့ဒီပိဋကကြီးကဘာအကုသိုလ်ကံပြုလုပ်ခဲ့လဲဆိုရင်ကတ္တပဘုရားရှင်လက်ထက်မှာပုံနာကြီးတယောက်ဖြစ်ခဲ့တယ်။အဲ့ပုံနာကြီးကယဟန်ဖျားမှုရှိတဲ့တန်ဃာတွေကိုဖဲ့ပြီးတော့သူကကျင်းတခြင်းတူထားတယ်။အဲ့ဒီကျင်းထဲမှာမရှင်နဲ့အပြည့်ထည့်ပြီးတော့အရှင်ဘုရားတို့လာပါကြွပါနော်စားနိုင်တယ်လို့စားပါယူရင်လည်းပြန်ပြီးတော့ယူတော်လို့ရပါတယ်ဆိုပြီးတော့အဲ့လိုမျိုးပြုလုပ်ခဲ့တဲ့ကံကြောင့်ဖြစ်ပါတယ်။နောက်တစ်ခုကအရင်မရှိတဲ့မိမကိုအရင်မရှိတဲ့မိမပိတ်တာကိုတွေ့ခဲ့တယ်။ အဲ့ဒီအရင်မချွေးတဲ့မိမပိတ်တာဟာတချင်ကဒီရစုံမျိုးမှာလင်းကိုလွန်ကျူးရခြင်းနဲ့မိမဖြစ်ခဲ့တယ်တဲ့ဟာလာကိုကိုရဲ့လင်းကိုကြော်ပြီးတော့ခြားလင်းငယ်နဲ့ဖောက်ပြန်တဲ့မိမလိုမျိုးပေါ့နော်အဲ့လိုမျိုးသတိထားရမယ်မိမကြီးဖြစ်တတ်တာပေါ့ပိတ်တာကြီးဖြစ်တတ်တာပေါ့နောက်တစ်ခုကဘာတွေ့လဲဆိုရင်အနတ်မကောင်းရုပ်လည်းဆိုးပြီးတော့အနတ်လည်းမကောင်းတဲ့မိမပိတ်တာကြီးကိုတွေ့တယ်တဲ့ ဲ့ဒီလိုမျိုးပိဋ္ဌာကြီးကဘာအကုသို့ပြုခုပြုလုပ်ခဲ့လဲဆိုရင်နတ်ကတော်ပြုလုပ်ခဲ့တယ်တဲ့နတ်ကတော်ဖြစ်ခဲ့ဘူးတဲ့အခုခေတ်ဒီမှာဆိုလို့ရှိရင်နတ်ဝင်ပူပြီးတော့နတ်ကတော်လောက်တာမျိုးပေါ့ဗျာအဲ့ဒါလဲတတိထားပေါ့ဟာဒီဘာတွေ့လဲဆိုရင်ကောင်းကင်၌သွားသောထောက်ဝန်းကျင်မှာမိခဲတွေတဖာဖာကြာပြီးတော့မိကြီးမိဘုံမှာလူလျခံနေရတော့အဲ့ဒီမိလောင်ထားတဲ့အဖို့တွေမှာအရေးတဆက်ဆက်ယူထွက်နေတော့မိမပိတ်တာကိုတွေ့ခဲ့တယ်တဲ့ ထောမင်းမဟာကာလင်ကမင်းကြီးရဲ့မိဖုရားကောင်းကြီးဖြစ်ခဲ့ပါတယ်။အဲ့ဒီမိဖုရားကောင်းကြီးဟာမနာလိုမှုတွေနှိမ့်ဆက်ပြီးတော့သူနဲ့လင်တူတဲ့မိမကိုမိကြီးအိုခင်ဖြစ်တွန်လောင်းခဲ့တဲ့အကုသိုလ်ကံကြောင့်ဖြစ်ပါတယ်။နောက်တစ်ခုကကောင်းကင်၌သွားသောဥကောင်းမပါသောကိုကိုကိုရှိတဲ့ပိတ္တာကြီးကိုတွေ့တယ်တဲ့။အဲ့ဒီဥကောင်းပြတ်ကိုရဲ့အဲ့ဒီဥကောင်းပြတ်ကိုရဲ့ဂျင်ဝါမှာမျက်စိနှလုံးရှိတယ်။သူ့ပစက်တွေဟာလည်းအဲ့ဒီဂျင်ဝါမှာပဲရှိတယ်။ သူကဘာအကုသိုလ်ကံပြုခဲ့လဲဆိုရင်အာဟာရကခေါ်တဲ့ခိုးသူတယောက်ကြာဖြစ်ခဲ့ဖို့တဲ့အဲဒါကြောင့်ဖြစ်ပါတယ်နောက်တစ်ခုကယဟန်နေတာမေတွေနော်မြင်ရတယ်အဲ့ဒီယဟန်နေတာမေတွေကသူတို့ရဲ့ဒုက္ခတွေတင်ကန်းတွေတပိတ်တွေကအမိခံတပြောင်ပြောင်တောင်းလောင်နေတာပေါ့တွေ့ခဲ့အဲ့ဒီယဟန်တန်ဃာတွေကအဲ့ဒီယဟန်တန်ဃာဆိုတဲ့ပိတ္တာတွေကဘာဖြစ်ခဲ့လဲဘာလုပ်ခဲ့လဲဆိုရင်ကတ္တပဘုရားရှင်လက်ထက်သာသနာတော်မှာယဟန်ယုတ်တွေဖြစ်ခဲ့လို့တဲ့အာယဟန်တန်ဃာတွေအနည်းနဲ့တိထားမှာပေါ့ အဲ့ဒါထူးဆန်းတဲ့အကံတွေပြုတ်လို့တဲ့အတွက်ကြောင့်ထူးဆန်းတဲ့တရားတွေဖြစ်နေရတာပဲဖြစ်ပါတယ်